မင်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့ပြည်တွင်းအရေးမှတဲ့ဒေါ်လာရေးတက်ပြီးကိုမနိုင်မဲအလဲလဲအကွက်ကွက်ဖြစ်နေတဲ့အကြမ်းဖက်မြန်မာစစ်တပ်ကထိုင်ဝမ်နဲ့တရုတ်နှစ်နိုင်ငံတင်းမာမှုအရေးကိစ္စကိုပါဝင်ရောက်ဆွတ်ဖက်ပြီးတရုတ်နိုင်ငံဘက်ကယက်တီတယ်ဆိုပြီးတော့ပါထုတ်ပြန်ပြောဆိုနေပြန်တဲ့အပြင်တရုတ်နိုင်ငံကထိုင်ဝမ်ကိုတိုက်ခတ်ရင်းထိုင်ဝမ်ဘက်ကနေစီးရေးအရာပေါင်းဝင်မယ်ဆိုတဲ့ဂျပန်ဝန်ကြီးချုပ်ရဲ့စကားအပေါ်ကိုလည်း မြန်မာစစ်တပ်ဘက်ကမထောက်ခံဘူးဆိုပြီးတော့ပါအချက်ဖတ်ဇွန်မင်းထွန်းကတည်င်းထုတ်ပြန်ပြောဆိုနေပြန်ပါတယ်ပကိုးတိုင်းပြည်မြို့နယ်ကကွင်းကြီးကျေးရွာအုပ်စုမှာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲပေးစနစ်တရုတ်ပြဖို့လူမစုနိုင်နဲ့အုပ်ချုပ်ရေးမှူးစမ်းလွင်ဆိုသူကိုအချက်ဖတ်စစ်တပ်ကပဲသူ့လူအချင်းချင်းပြန်လဲဖမ်းဆီးဖို့လှုပ်ဆောင်နေရဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ် ပမာဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာနိုင်ငံရဲ့ပြည်တွင်းအရေးမှတင်ဒေါ်လာရေးတက်တွေကိုမနိုင်ပဲအလဲလဲအကွက်ကွက်ဖြစ်နေတဲ့အကြမ်းဖက်မြန်မာစစ်တပ်ကထိုင်ဝမ်နဲ့တရုတ်နှစ်နိုင်ငံဒင်းမာမှုအရေးကိစ္စကိုပါဝင်ရောက်ဆွတ်ဖက်ပြီးတော့တရုတ်နိုင်ငံဘက်ကရက်တီတယ်ဆိုပြီးတော့ပါထုတ်ပြန်ပြောဆိုနေပြန်တဲ့အပြင်တရုတ်နိုင်ငံကထိုင်ဝမ်ကိုတိုက်ခိုက်ရင်ထိုင်ဝမ်ဘက်ကနေစည်းရေးပါဝင်မယ်ဆိုတဲ့ဂျပန်ဝန်ကြီးချုပ်ရဲ့စကားအပေါ်ကိုလည်းမြန်မာစစ်တပ်ဘက်ကမထောက်ခံဘူးဆိုပြီးတော့ပါအကြမ်းဖက်ဇော်မင်းထွန်းကတရင်ထုတ်ပြန်ပြောဆိုနေပြန်ပါတယ် ဒါကတော့နိုဝင်ဘာလ9ရက်နေ့ကစပြီးဂျပန်ဝန်ကြီးချုပ် တက္ကအီချီကတရုတ်နိုင်ငံအနေနဲ့ထိုင်ဝမ်ကိုတိုက်ခိုက်လာရင်တော့ဂျပန်နိုင်ငံရဲ့ရှင်သန်မှုကိုချိန်ချောက်တဲ့အခြေအနေအဖြစ်သတ်မှတ်မယ်ဆိုပြီးထိုင်ဝမ်ဘက်ကနေစီရေးရပါဝင်မယ်ဆိုတဲ့သဘောမျိုးကိုဂျပန်ပါလီမန်မှာပြောကြားလိုက်ပါတယ်။အဲ့ဒီအတွက်တရုတ်နိုင်ငံဘက်ကလည်းအဲ့ဒီလိုဂျပန်ဝန်ကြီးချုပ်ပြောဆိုမှုကိုပြင်းပြင်းထန်ထန်ပြန်လည်တုံ့ပြန်ပြီးတရုတ်ကောင်စစ်ဝင်ဆိုရင်အဲ့ဒီလိုပြောဆိုတဲ့ဂျပန်ဝန်ကြီးချုပ်ရဲ့ခေါင်းကိုဖျက်ပြစ်မယ်ဆိုတဲ့အတိတ်ပဲမျိုးတက်ရောက်ရာစကားမျိုးကိုပါ သူ့ရဲ့လူမှုကွန်ရက်ကနေစင့်ပြန်လဲတုံ့ပြန်မှုတွေနဲ့ဂျပန်နိုင်ငံနဲ့တရုတ်နိုင်ငံအကြားထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးတော့နှစ်နိုင်ငံတင်းမာမှုတွေစတင်ဖြစ်ပွားခဲ့တာပါအဲ့ဒီလိုအင်အားကြီးနိုင်ငံနှစ်နိုင်ငံဟာထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးတင်းမာမှုတွေဖြစ်နေတဲ့အချိန်မြန်မာနိုင်ငံရဲ့ပြည်တွင်းအရေးမှာတင်းဒေါ်လာရင်းတရွေကိုမနိုင်မဲ့အလဲလဲအကွဲကွဲဖြစ်နေတဲ့အကြမ်းဖက်မင်းအွန်လိုင်းခေါင်းဆောင်တဲ့မြန်မာစစ်တပ်က ထိုင်ဝမ်နဲ့တရုတ်နှစ်နိုင်ငံတင်းမာမှုအရေးကိစ္စကိုပါခတ်တီတီနဲ့ဝင်ရောက်ဆွတ်ဖက်နေပြီးတရုတ်နိုင်ငံကထိုင်ဝမ်ကိုတိုက်ခတ်ရင်ထိုင်ဝမ်ဘက်ကနေစီးရီးရပေါင်းမယ်ဆိုတဲ့ဂျပန်ဝန်ကြီးချုပ်ရဲ့စကားအပေါ်ကိုမြန်မာစစ်တပ်ကမထောက်ခံဘူးဆိုတဲ့အကြောင်းနဲ့တရုတ်နိုင်ငံဘက်ကနေမြန်မာစစ်တပ်ကရက်တိတယ်ဆိုပြီးတော့ပါမြန်မာစစ်တပ်ရဲ့ပြောခွင့်ရအကြမ်းဖက်ဇွန်မင်းထွန်းကထုတ်ပြန်ပြောဆိုနေပြန်တာပါဒါအပြင်အဲ့ဒီအကြမ်းဖက်ဇွန်မင်းထွန်းကသူတို့ဟာတရုတ်နိုင်ငံနဲ့အင်ဂျင်မိတ်ဆွေကောင်းဖြစ်တိစောက်နေတဲ့အကြောင်းနဲ့ တရုတ်မြန်မာနိုင်ငံအနေနဲ့အေဒူပူမြနိုင်ငံတွေဖြစ်အောင်တိစောက်နေတဲ့အတွက်မြန်မာစစ်တပ်ကတရုတ်နိုင်ငံဘက်ကပဲယက်တီတယ်ဆိုပြီးတော့ပါပြောဆိုနေပြန်တာပါလောလောဆယ်တော့အဲ့ဒီလိုကမ္ဘာအင်အားကြီးနိုင်ငံတွေကြားစစ်ရေးရာတင်းမာမှုတွေပါဖြစ်နေတဲ့အရေးကိစ္စတွေကိုတွားပြီးဝင်ရောက်စွပ်ပတ်ပြောဆိုနေတဲ့မဲအွန်လိုင်းခေါင်းဆောင်ရောင်မြန်မာစစ်တပ်ဟာသူ့ဟာသူတော်ပြည်တွင်းကတော်လှန်ရေးတပ်တွေကိုမနိုင်မဲအလဲလဲအကွဲအကွဲတွေဖြစ်ပြီးမျိုးရည်နဲ့နည်းမြအများအပြားကိုလက်ရှိအချိန်ထိလက်လွတ်ထားရတဲ့အခြေအနေဖြစ်နေတာကို ခက်တီတီနဲ့တရုတ်ထိုင်ဝမ်အရေးပါတွားရောက်ဆွတ်ဖက်ပြီးတော့ဂျပန်ဝန်ကြီးချုပ်ရဲ့စကားအပေါ်ကိုမြန်မာစစ်တပ်ကမထောက်ခံဘူးဆိုတာတွေပါတွားပြောပြီးတရုတ်နိုင်ငံဘက်ကယက်တီတယ်ဆိုတာမျိုးတွေအတိတွားပြောနေပြန်တာပဲဖြစ်ပါတယ်လက်ရှိမှာတော့တရုတ်နဲ့ဂျပန်နှစ်နိုင်ငံအကြားတင်းမာမှုတွေဟာအရှိန်မြင့်တက်နေပြီးကုန်သွယ်ရေးခီးသွားလာရေးစီးပွားရေးနဲ့နိုင်ငံရေးကဏ္ဍတွေမှာပါဆက်ဆံရေးဖြတ်တောက်မှုများစွာနဲ့နှစ်ဖက်အတင်းမာဆုံးအခြေအနေကိုရောက်ရှိနေပါတယ်ခင်ဗျတဖက်မှာတော့ ။ပကိုးတိုင်းပြည်မြို့နယ်ကကွင်းကြီးကျေးရွာအုပ်စုမှာစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲပေးစနစ်တရုတ်ပြဖို့လူမစုနိုင်တဲ့အုပ်ချုပ်ရေးမှုဇန်းလွင်ဆိုသူကိုအကြမ်းဖက်စစ်တပ်ကပဲသူ့လူအချင်းချင်းပြန်လဲဖမ်းဆီးဖို့လှုပ်ဆောင်နေတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ21ရက်နေ့ဖြစ်တဲ့မနေ့ကပဲပြည်မြို့နယ်အတွင်းမှာရှိတဲ့ကွင်းကြီးကျေးရွာအုပ်စုမှာအကြမ်းဖက်စစ်တပ်ကပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲအတွက်မဲပေးစနစ်တရုတ်ပြဖို့ဆိုပြီး ဂျေးမာအုပ်စုအုပ်ချုပ်ရေးမှုစမ်းလွင်ကိုစစ်တပ်ကလူစုခိုင်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုလူစုခိုင်းတာကိုအုပ်ချုပ်ရေးမှုစမ်းလွင်ကလူစုမပေးနိုင်လို့ဆိုပြီးစစ်တပ်ကထုဂျေးလွာအရင်တင်ခိုင်းနေတယ်လို့ထုဂျေးလွာမတင်ရင်ဖမ်းဆီးအရေးယူဖို့အထိလှုပ်ဆောင်နေပြီအဲ့ဒီအုပ်ကြီးကတော့လောလောဆယ်တင်းရှောင်နေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါလေအဲ့ဒီအတွက်ကျန်တဲ့ခြေရောအုတ်ချုပ်ရင်းမှုတွေလဲစစ်တကခိုင်းသလိုရွေးကောက်ပွဲအတူကြီးအတွက်မဲပစ်စနစ်တည်ယုတ်ပြဖို့လူမစုနိုင်ရင် သူတို့လည်းအဲ့ဒီလိုအရေးယူခံရမှာကိုကြောက်လန့်နေကြတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်။လက်ရှိအချက်ဖတ်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးဟာတနိုင်ငံလုံးကိုလွှမ်းခြုံနိုင်မှုမရှိုံနဲ့မကလက်ရှိအချိန်ထိသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့တော်လိုင်းရေးတပ်တွေထိန်းချုပ်ထားရမြို့တွေနဲ့မြို့နယ်ပေါင်းများစွာရှိနေသလိုအဲ့ဒီမြို့တွေနဲ့မြို့နယ်တွေမပါဘဲနဲ့သူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်နဲ့နယ်မြေတချို့မှာသာအတူရောင်ရွေးကောက်ပွဲကိုသူတို့ဘာသာအတင်းအကျပ်ပြုလုပ်ဖို့စူးစမ်းနေတာဖြစ်ပြီး အခုလို့သူတို့စစ်တပ်ကိုထောက်ခံမှုမရှိတဲ့ပြည်သူတွေကိုပါအတင်းအကျပ်မဲပေးခိုင်းတာတွေလူစုခိုင်းတာတွေလုပ်နေရမှာသူတို့ပြောသလိုလူစုခိုင်းလို့မရတဲ့အုတ်ချုပ်ရေးမှုတွေကိုပါသူတို့စစ်တပ်ဘက်တော်သားအချင်းချင်းပဲအခုလို့ရေးယူဖမ်းဆီးဖို့အတိလုံနေပြန်လာပဲဖြစ်ပါလိမ့်ခင်ဗျတပတ်မှာတော့ အကျံဖတ်မင်းအွန်လိုင်းရဲ့တက်တုတ်ရိုက်အမိတ်နဲ့မဟုတ်ပင်မြို့နယ်မှာစိုက်ပျိုးရေးနဲ့မင်းမြေးဆိုင်ရာတက်တုတ်တီဆောက်မှုပြီးစီးသွားလို့ဆိုပြီးမကြမီမင်းအွန်လိုင်းကိုတိုင်းလာရောက်ဖွင့်လှစ်ဖို့လုပ်နေပြန်တယ်လို့ဒေတာတွင်သတင်းရှင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။အဲ့ဒီအတွက် AR တိုင်းမဟုတ်ပင်မြို့မှာအခုနိုဝင်ဘာလလာဇန်ပိုင်းကစပြီးအကျံဖတ်မင်းအွန်လိုင်းလာဖို့ရှိနေလို့ဆိုပြီးတော့မြို့ကိုတန်ရှင်းလုတ်ခိုင်းတာတွေပလက်ဖောင်းတွေကိုဆေးတုပ်ခိုင်းတာတွေဖြိုဖျက်လက်ဆနဲ့ဆောက်လက်ဆအဆောက်အုံတွေကိုလည်းအစိမ်းအောင်တလပတ်နဲ့ကာခိုင်းတာတွေအပြင် သူတို့စစ်တဲ့လက်အောက်ခံဌာနဆိုင်ရာယုံတွေကိုပြုတ်ပြင်ဓာတ်တွေပါလုံနေကြပြန်နေဆိုပါတယ်အဓိကကတော့အချမ်းဖတ်မင်းအွန်လိုင်းကသူကိုယ်တိုင်တက်တုတ်ရိုက်အမိန့်နဲ့စောက်ခိုင်းထားတဲ့မူပင်မျိုးနဲ့ဆက်ပြိုးရေးနဲ့မွေးမြူရေးဆိုင်ရာတက္ကသိုလ်တီဆောက်မှုပြီးစီးသွားလို့ဆိုပြီးသူကိုယ်တိုင်အဲ့ဒီကြောင်းကိုလာရောက်စစ်ဆေးဓာတ်တွေဖွင့်လက်ဓာတ်တွေလုတ်ဖို့ရှိနေပြန်တယ်လို့မူပင်မျိုးနဲ့မှာရှိတဲ့တရင်ရှင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်အဲ့ဒီလိုမူပင်မျိုးနဲ့မှာဆက်ပြိုးရေးနဲ့မွေးမြူရေးဆိုင်ရာတက္ကသိုလ်ဖွင့်လက်လိုက်မှုကြောင့် နေပြည်တော်ကရေစင်းမှာရှိတဲ့စိုက်ပျိုးရေးတပ်တို့မွေးမြူရေးဆိုင်ရာစစ်တပ်တို့တို့ကိုအဲ့ဒီမဟုတ်ဘဲမြို့နယ်မှာပြောင်းရွှေ့ပွဲရှိနေပြီးမဲအောင်လိုင်းကအဲ့ဒီရေစင်းမှာရှိတဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးစစ်တပ်တို့နေရာတွေကိုတော့သူတို့ရဲ့အချက်ဖက်စစ်တပ်တင်နန်းကျောင်းနေရာတွေအဖြစ်အစားထိုးပြောင်းလဲဖို့ရှိနေတယ်လို့သိရပါတယ်အဲ့ဒီနေပြည်တော်ရေစင်းမှာစစ်တပ်တင်နန်းကျောင်းတွေအစားထိုးဖွင့်နေဖို့အတွက်ကိုလည်းနေပြည်တော်ဇေယျသီရိမြို့နယ်အတွင်းကကြေးရွာတွေကိုစစ်တပ်ကဖျက်သိမ်းခိုင်းခဲ့ပြီးဖြစ်တယ်လို့အဲ့ဒီထဲမှာ နေပြည်တော်ရန်ကုန်မန္တလေးလက်ဟောက်မှာရှိတဲ့ဇေယသီရိမြို့နယ်အပိုင်တွေကကြောက်ချက်ကြေးရွာကနေခရီးပင်လမ်းခွဲအထိကြေးရွာတွေအားလုံးကိုစစ်တပ်ကလုံခြုံရေးအကြောင်းပြချက်နဲ့ဖျက်သိမ်းခိုင်းခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကနေအခြေခံပညာပြီးမြောက်ကျောင်းစစ်စစ်အကဲဖြတ်ခြင်းနဲ့ဆက်လင်းပြီးအတိမတ်ပြုလက်မှတ်မှာထုတ်ပြန်ပေးမယ်ရမှတ်အဆင့်တွေကိုပါအတိပေးကြေညာထားပါတယ် ။လက်ရှိအမျိုးသားညီညွတ်အစိုးရရဲ့ပညာရေးဝန်ကြီးဌာနကနေဒေါ်လာရင်းတက်တွေသိမ့်ပိုက်ထင်းချုပ်ထားတဲ့မြို့တွေနဲ့မြို့နယ်တွေမှာဒေါ်လာရင်းကာလအတွင်းလူငယ်ကျောင်းသားအရွယ်တွေအတွက်ပညာရေးကဏ္ဍတွေမလစ်ဟင်းရအောင်တဘာတဲ့ပူးတွဲတိစောက်ပေးထားပြီးလက်ရှိ UNG ပညာရေးဝန်ကြီးဌာနအောက်ကအခြေခံပညာကျောင်းတွေအတွက်အခြေခံပညာပီးမြောက်ကျောင်းစစ်ဆေးအကဲဖြတ်ခြင်းနဲ့ဆက်လင်းပြီးတော့လေအတိမတ်ပြုလက်မှတ်တွေပါထုတ်ပေးနေကြပါအဲ့ဒီအခြေခံပညာပီးမြောက်ကျောင်းအကဲဖြတ်မှုအတိမတ်ပြုလက်မှတ်မှာရမတ်အဆင့်တွေကိုပါထည့်သွင်းပေးထားပြီး အမှတ်90ကနေ100အထိဆိုရင် A star အဆင့်အမှတ်80ကနေ89အထိဆိုရင် A အဆင့်စတဲ့ရမှတ်အဆင့်ဆင့်တွေကို A ကနေ D အထိထည့်သွင်းသတ်မှတ်ပေးထားတဲ့အကြောင်း NG ပညာရေးဝန်ကြီးဌာနကနေအတိပေးကြေညာထားပါတယ်အဲဒီလို NG ရဲ့ပညာရေးဝန်ကြီးဌာနကနေအခြေခံပညာပီးမြောက်ကြောင်းစစ်ဆေးအကဲပြတ်ချင်းအတိမတ်ပြုလက်မှတ်တွေကိုပြီးခဲ့တဲ့2023နဲ့2024ခုနှစ်တွေကထုတ်ပေးခဲ့ရမှာ ရမှတ်35ကနေ36အထိရရှိခဲ့တဲ့သူတွေကိုဒီစတာနဲ့ပြောင်းလဲထုတ်ပေးသွားမှာဖြစ်တဲ့အတွက်အဲ့ဒီရမှတ်အဆင့်ဒီရရှိခဲ့တဲ့သူတွေအနေနဲ့ဒီဇင်ဘာလ1ရက်နေ့မှာစတင်ပြီး AMG ပညာရေးဝန်ကြီးဌာနရဲ့ website မှာဝင်ရောက်စစ်ဆေးပြီးတော့အတိမတ်ပြုလက်မှတ်တွေပြန်လဲထုတ်ယူနိုင်တယ်လို့အတိပေးထားပါသေးတယ်ခင်ဗျာတပ်ဖက်မှာလေအမျိုးသားညီအစိုးရ AMG ရဲ့ရန်ကုန်တိုင်းပကဖတ်တပ်ဖွဲ့တစ်ကို စည်ရတော်ဝင်ရ PDF တရင်အဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်ပြီလို့အဲ့ဒီအဖွဲ့ကထုတ်ပြန်လာပါတယ်။လက်ရှိမှာတော့မြန်မာနိုင်ငံတော်က NGO PDF တက်တွေအပါအဝင်တော်လိုင်းတက်တွေအသီးသီးဟာအကြမ်းဖက်စစ်တပ်နဲ့ဒေသအသီးသီးမှာစည်ရတင်းမာမှုတွေရှိနေတဲ့အချိန်အခုလို NGO လောက်ကတက်တွေဟာလည်းစည်ရအရာပြောင်းလဲဖွဲ့စည်းမှုတွေလုပ်လာတာပါ။အဲ့ဒီအထက်မှာအခုလို NGO ရဲ့ရန်ကုန်တိုင်းပကပတက်ဖွဲ့တကူစည်ရအရာ PDF တရင်အဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်တာဖြစ်ပြီး PDF အထူးတိုင်းစစ်ဌာနရဲ့ကုကဲမှုနဲ့ တာဝန်တွေစတင်ထမ်းဆောင်နေပြီလို့လည်းအဲ့ဒီအဖွဲ့ကဆိုထားပါတယ်အဲ့ဒီ NG ရဲ့ရန်ကုန်တိုင်းပကပတပ်ဖွဲ့တက်ဟာဒိုင်းသားမဟာမိတ်တပ်တွေတော်လိုင်းအင်အားစုတွေနဲ့အတူတိုက်ပွဲပေါင်းများစွာကိုပူးပေါင်းတိုက်ခိုက်ခဲ့ပြီးအချက်ဖတ်စစ်တပ်ရဲ့ခမရ9ခု၈တရင်ဌာနချုပ်ကိုသိမ်းပိုက်တဲ့တိုက်ပွဲမှာလည်းပါဝင်တိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့တစ်ခုဖြစ်တယ်လို့သိရပြီးအခုတခါအဲ့ဒီတပ်ဖွဲ့ကို PDF တရင်အဖြစ်ပါထပ်ဆင့်ပြောင်းလဲဖွဲ့စည်းလိုက်တာဖြစ်တယ်လို့သိရပါတယ်။လက်ရှိအမျိုးသားညီညွတ်အစိုးရ NG ဟာ ပြီးခဲ့တဲ့ဩဂုတ်လအတွင်းကပဲကာကွယ်ရေးဝန်ကြီးဌာန MOD အမှတ်၁စစ်တေသမှာတရင်တပ်ဖွဲ့တွေဒီမှာကအထူးတိုက်စစ်ဌာနကိုပါဖွဲ့စည်းခဲ့ပြီးတိုင်းသာမဟာမိတ်တပ်တွေ LPD ရဲ့တပ်တွေနဲ့အတူစစ်စင်ရေးအရှိန်ဟုန်မြင့်ဖော်ဆောင်သွားမယ်လို့လည်းထုတ်ပြန်ကြေညာထားခဲ့ပါသေးတယ်ခင်ဗျ။တဖက်မှာတော့ဂင်းနီဘီနဲ့ဖရူဆိုမြို့နယ်ကရှေ့တန်းကိုအပုတ်ခံရတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခမရ931တရင်ကစစ်သားတအူဟာ လက်နက်နဲ့အတူဒေါ်လာရင်းတပ်တွေစီကိုထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့ Guinea Army BA5 တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ9ရက်နေ့ကပဲအဂျက်ဖက်စတက်ရဲ့ဖရူဆိုမြို့ခမရ931တတရင်ကစစ်သားတဦးဟာရှေ့တန်းကိုအပုတ်ခံရလို့ဆိုပြီးဒေါ်လာရင်းတပ်တွေစီကိုသူကန်ဆောင်နဲ့လက်နက်နဲ့အတူမရမကထွက်ပြေးလာပြီးတော့အလင်းဝင်ရောက်လာတယ်ဆိုပါတယ်။အဲဒီလိုအလင်းဝင်လာတဲ့စစ်သားဟာ နောက်တန်းတရင်တဲ့ကနေသူ့ကိုရှေးတန်းထွက်တဲ့စစ်ကြောင်းတဲ့ကိုထည့်လိုက်တဲ့အတွက်ဖရူဆိုဘက်ကနေဘောလကဲဘက်ကိုထိုးဆင်းလာနေတဲ့စစ်ကြောင်းတဲ့မှာလိုက်ပါလာရပြီအဲ့ဒီစစ်ကြောင်းတဲ့ကနေရှေးတန်းတနည်းအရောက်မှာအခွင့်ရေးရတာနဲ့ဒေါ်လာရေးတပ်တွေစီကိုထွက်ပြေးလာတာဖြစ်တယ်လို့ပြောထားပါတယ်လောလောဆယ်တော့သူ့ကိုဒေါ်လာရေးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံစောင့်ရှောက်ပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်စုငွေချင်းမြင့်ဖို့ CDM ဌာနကိုပို့ဆောင်ပေးထားတယ်လို့လဲ Guinea Army BA5 တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ က်ဖက်မှာတော့အရခတတော် AA သိမ့်ပိုက်ထားတဲ့ရခိုင်ပြည်ကအရတပီသူရိနေထိုင်ရာမြောက်ဦးမြို့နယ်ဘောင်းတုတ်ကျေးရွာနယ်ဂွားမြို့နယ်ကျင်တလီမြို့ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားမှုကြောင့်ပြည်သူ၃ဦးဒဏ်ရာရထားပြန်တယ်လို့ဒေတာတွင်းသတင်းအရင်းမြစ်တွေစီကနေသိရပါတယ်။ဒါကတော့နိုဝင်ဘာလ21ရက်နေ့ဖြစ်တဲ့မနေ့ကပဲအကြမ်းဖက်စစ်တပ်ကလက်ရှိအရခတတော် AA သိမ့်ပိုက်ထားတဲ့ရခိုင်ပြည်နယ်ကျင်တလီမြို့မှာရှိတဲ့ရတပီသူရိနေထိုင်ရာအမှတ်၁ရပ်ကွက်ကို လေချောင်းကနေဘုံကျဲတော့ရမှာပြည်သူ၃ဦးဒဏ်ရာတွေရထားတယ်ဆိုပါလေဒါပြင်နိုဝင်ဘာလ20ရက်နေ့ကလည်းမြောက်ဦးမြို့နယ်ကရသပြည်သူတွေနေထိုင်ရာဘောင်းတုကျေးရွာကိုပါအဲ့ဒီလိုပဲလေချောင်းကနေဘုံကျဲတော့ခဲ့ပြီးအဲ့ဒီမှာလည်းထိခိုက်ပျက်စီးမှုတွေရှိထားသေးတယ်လို့ကနဦးတီထားရပါတယ်လက်ရှိရခိုင်ပြည်နယ်မှာအရခတတော်အေအေကိုဘလို့မှမနိုင်ပဲအကြည့်ကျဲစစ်ရှုံးထားပြီးမြို့တွေနဲ့နေမြေအမြောက်ပြားလက်လွတ်ထားရတဲ့အချက်ဖတ်စစ်တပ်ဟာအရခတတော်အေအေကိုမနိုင်တာနဲ့ ဘာမှမဆိုင်တဲ့ယထာပြည်သူတွေကိုပြစ်မှတ်ထားပြီးလေချောင်းကနေဘုံကျဲတက်ခိုက်မှုတွေလုပ်နေတာဖြစ်တယ်လို့ဒေတာတွင်းသတင်းအရင်းမြစ်ကလည်းပြောထားပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ